နားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတစ်ခါဖတ်ပြချင်တာလေးကတော့ဇေယခက်စော်ရေးသားထားတဲ့ဥတာသုံးမဟုတ်တစ္ဆပေါက်တစ်စိမ့်အောင်မှာဘေးလီတော်လိုင်းသမားဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါရစေ။ဒီဝိတုတိုလေးမတင်ဆက်ခင်မှာကျွန်မရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မြတ်တရားခံပါရစေရှင်။အသစ်တင်နိုင်သိရှိနိုင်ဖို့အတွက်လည်း Notification ကောင်းကောင်းလေးကိုနှိပ်ထားခဲ့ဖို့မှတ်မိပါနဲ့နော်။1824မလ10ရက်နေ့ပြည်နန်းကျွန်း George Town မြို့ဗြိတိရှစေရေးပြကွင်းဘင်ကီယာတပ်ဖွဲ့ရဲ့အတန်ကမိုးချိန်တန်အန်လားဗိုလ်မှူးရင်းတို့ဦးဆောင်တဲ့ဗြိတိရှမြင့်တက်ခြေလျင်အဆောင်စစ်တေတံများကတနတ်ကိုစီကင်ပြီးညီညီညာညာနဲ့စေရေးပြနေကြတယ်ဗြိတိရှမာလာယူအမြောက်တပ်ရင်းမှလည်းအမြောက်ကြီးများကိုပြစ်ဖောက်ကအစွမ်းပြကြတယ်စင်မြင့်ပေါ်မှာထိုင်နေတဲ့ဒဝဲမြို့ဝန်ဦးရှိလောက်မလေးရှားခတ်တာနဲ့ဆူလက်တန်စောဝါဟောင်းအမတ်တာဂျူလင်ဟာဒင်ရှားဗြိတိရှစစ်တပ်မှဗိုလ်မှူးကြီးမိုင်း ဘူမူကြီးပြီးလျှော်တို့ကစည်ရပြတက်များကိုလက်ခုပ်တီးကအပေးနေကြတယ်။အဲ့ဒီချိန်မှာပဲတဝဲမျိုးဝင်ဥွှေလုံရဲ့ကလထိုင်အနောက်ဘက်ကို အတူလိုက်ပါလာသူစက်ကဲမောင်တဘိုးကဒူးထောက်ထိုင်ကြလိုက်တယ်။အဲ့ဒီနောက်ဥွှေလုံရဲ့နာနာကိုကပ်ပြီးတိုးတိုးပြောလိုက်တယ်။ပင်ခရတန်များအမြောက်တန်များနေမှုအတန်ကမကြားရ။ကြေကြေပြောစမ်းငပူငါမကြားရဘူးကွ။ပြည်ထောင်စုဘရင်ခန့်ချုပ်ကအင်းဝါကိုစစ်ကျင်ညာလိုက်ပါပြီ။ဥွှေလုံးမျက်နှာပြတ်သွားတယ်။ မင်းတရင်သိကြလားမှန်ပါဝမင်းလုံခဲ့တဲ့9ရက်ခရေကကြေညာခဲ့တာလို့နာခံတော်ကန့်ချလာကအခုပဲသတင်းလာပေးပါတယ်စူလတန်စော်ဝါးပေးမှထိုင်နေတဲ့ပြည်သူ့ရှာဘုံမှုကြီးနှုတ်ကတော့ဘာမှမဖြစ်သလိုပဲစစ်ကြေညာထားတဲ့ရန်တုနိုင်ငံမှာမင်းမူရန်အရာရှိတဲ့ဦးကိုစီရေးပြဝဲမှာတဒန်းနဲ့ထိုင်ကြည့်နေစေခြင်းမှာမြည်သည့်သဘောပါနေဘိုးတော်ဘရင်လက်ထက်ကလေးကရခိုင်အာတန်မဏိပူရာအရေးတို့နဲ့ပတ်သက်ပြီးအင်္ဂလိပ်မြန်မာဆက်ဆံရေးကပြက်ပြားနေပြီဖြစ်ပါတယ် ဘာကြီးတော်မင်းလက်ထက်ကိုရောက်တဲ့အခါမဏိပူရာစော်ဘွားကတစ္ဆာမခံတဲ့အတွက်မြမတက်များကသွားရောက်တိုက်ခတ်ရာမှာအစာပြုတ်ပြီးပြည်သူရှာတို့ကကချာနဲ့ဂျင်းတရနယ်များကိုအဆောင်ရှောက်ခံနေမြေအဖြစ်လက်ဦးအောင်ကြီးညာခဲ့တယ်။1823ခုနှစ်မှာတော့မြမတို့ကနမ်မြဝရှိရှင်မဖြူကျုံးကိုဝင်ရောက်တိုက်ခိုက်တာကိုအကြောင်းပြုပြီး1824ခုနှစ်မတ်လ9ရက်နေ့မှာပြည်သူရှာတို့ကအင်ဝနိုင်ငံတော်ကိုစစ်ကျင်ညာခဲ့ခြင်းပဲ။မောင်တဘူမင်းတဲခိုတိုက်ကိုပြန်ပါလာတဲ့ငါတို့လူတွေကိုစုထား ။လှေစိတ်ကိုချက်ချင်းစိမ့်နိုင်အောင်ပြင်ဆင်တာ။ကန်ချလာကိုတော့အခုပဲငါးစီလွတ်လိုက်။မြို့ဝမင်းရဲ့အတန်တို့ကတုံရင်နေတယ်။ကြောက်စိတ်လားဒေါသလားမသိခွဲ။လက်တီးကိုကြည့်ကြည့်ပါအောင်ဆုပ်ထားတယ်။ရှေးကစရေးပြတက်ကလည်းတမင်တကာလှုပ်ပြနေသေးရလား။ခဏအကြာနာဂန်တော်ကန်ချလာရောက်လာတယ်။ကန်ချလာကဟိန္ဒူဘာသာဝင်ဖြစ်ပြီးဘာသာစကား၄-၅မျိုးတက်ကြွသူဖြစ်တယ်။ကန်ချလာသူ့ကိုမေးကြည့်စမ်း။ အင်္ဂလိပ်တွေငါတို့ကိုစစ်ကြင်ညာတာသူတီးပြီးသားကိစ္စမဟုတ်လားလို့မြို့ဦးမေကနဘေးနာမှာဆူလတန်စော်ဘားကိုညွှန်ပြကပြောလိုက်တယ်။ကန်ချလာကစကားပြန်ပြလိုက်တယ်။ဆူလတန်စော်ဘားကမလေးဘာသာနဲ့တစုံတစ်ခုပြန်ပြောပါတယ်။ဆူလတန်ကပြောပါတယ်ဝန်မင်းဖေ။ဒီကိစ္စကိုတီးပြီးသားလို့တောင်သူကထင်နေတာတဲ့။ပြောလိုက်ဒီတိုင်းဆိုသူနဲ့ငါတို့သဘောတူထားတဲ့ကိစ္စကိုအင်းဝဘီရင်ကဖျက်သိမ်းပြစ်မှာအသေးချာမှုမြမရီစီကဘာမှမမျှော်လင့်နဲ့တော့လို့ ို့မင်းရဲ့အတန်တို့ကဒေါသနဲ့တုံရင်နေတယ်။ပြည်တိရှာတို့ကအင်းဝါကိုမလွဲမသွေစစ်တိုက်မိဖြစ်ကြောင်းစစ်တိုက်ရင်လည်းပြည်တိရှာတို့ကရိုးရရနဲ့ပူပေါင်းပြီးစစ်ဆင်လာနိုင်ကြောင်းအင်းဝါနန်းတော်မှတတင်းရရှိပြီးဖြစ်တယ်။ရိုးရရဘုရင်ရဲ့တင်ပတ်ခြင်းကိုခံထားရတဲ့မလေးရှားခတာနယ်မှာစုလတန်စော်ဘာကပြည်နှမ်းမှာကိုအောင်နေတယ်။ဒါကြောင့်အင်းဝါနန်းတော်ကတဝဲမျိုးဝုံကိုပြည်နှမ်းကိုဆင်လွတ်ပြီးခတာစော်ဘာအနေနဲ့ရိုးရရကိုပုံကံမဲဆိုပါကတဝဲမှာစိရင်အား9000ပေးမိဖြစ်ကြောင်း ခရာစော်ဘားကိုထောက်ခံကြတဲ့မာလာယူစော်ဘားများအနေဖြင့်လဲယူရီးယားကိုဝိုင်းဝန်းတိုက်ခိုက်ပေးကြရန်ညှိနှိုင်းစေခဲ့ခြင်းဖြစ်တယ်။ယူရီးယားနဲ့မာလာယူစော်ဘားတို့အကြားစစ်ဖြစ်ကြရင်မာလာယူစော်ဘားများနဲ့မဟာမိတ်စာချုပ်များချုပ်ထားကြတဲ့ဗြိတိရှားတို့နဲ့ယူရီးယားတို့ထိတ်တိုက်တွေ့ကြပါကမြန်မာပြည်ကိုတိုက်ခိုက်ရေးအစီအစဉ်အပြော့သွားလိမ့်မယ်လို့အင်းဝနန်းတော်ကတွက်ဆတယ်။မာလာယူရှိဗြိတိရှားတို့ကမှခရာစော်ဘားရဲ့ဖိတ်ကြားချက်အရနိုင်ငံရေးမပါတဲ့ခီးစဉ်အဖြစ်တဝယ်မြို့ဝန်ကလာရောက်ခြင်းဖြစ်ကြောင်းအကြောင်းပြထားတယ်။ တစ်ဖက်မှာလည်းအင်းဝနန်းတော်ကဘန်ကောက်ရှိယူရီးယားဘီရင်ထံကိုစာပို့ထားပြီးအင်းဝနိုင်ငံကိုအင်္ဂလိပ်မှသိမ်းပိုက်ပြီးလျင်ယူရီးယားကိုလည်းသိမ်းပိုက်လာနိုင်တဲ့အတွက်နှစ်နိုင်ငံမဟာမိတ်စာချုပ်ချုပ်ပြီးအင်္ဂလိပ်ကိုပူးပေါင်းတိုက်ခတ်ရန်အကြောင်းကြားထားပြန်တယ်။ထို့သောအင်းဝနန်းတော်ရဲ့နှစ်ဖက်ခွာစီမံကိန်းကိုဒဝဲမျိုးဝမပြည်နှံကိုသွားရောက်ပြီးအကောင့်ထဲဖုံးနေစဉ်အတွင်းဗြိတိရှားတို့ကအင်းဝကိုစစ်ကျင်ညာခဲ့လေပြီ။ဝမင်းဖျားကျွန်တော်မျိုးတို့ဘာဆက်လုပ်ကြမလဲဖျား။ နာဂန်တော်ကန်ချလာရဲ့အတန်ကတုံ့ပြန်နေပါတယ်။ရန်သူပိုင်နဲ့ထဲမှာရောက်နေကြရတဲ့သူတို့အဖြစ်။ဒဝင်မျိုးဝမင်းအဆင်မပြေတာတစုံတစ်ခုများရှိပါသလားခမညာ။ဗမာစကားကိုတဝဲတန်ဖြင့်ကျွမ်းကျင်စွာပြောလိုက်သောကာနေပီရှော့ကဥရွှေလုံအနီမှာမတ်တက်ရက်ပြီးမိလိုက်တယ်။သူနောက်မှာလဲတကောက်ကိုစီချိန်ထားတဲ့ကိုရန်တော်စစ်ပါရီနှစ်ဦးကိုတွေ့ရတယ်။ဥရွှေလုံကအသက်ကိုခက်ပြင်းပြင်းရှူလိုက်တယ်။ ကျုပ်တို့တွေမနှက်ပြတ်မနှက်ပဲတဝဲကိုပြန်ကျင်ပါတယ်ကာနေပြီးလျှော့ကာနေပြီးလျှော့ကပြုံးလိုက်တယ်စိတ်ကြပါမြို့ဦးမင်းတဝဲကိုဘေးပတိရမခပဲရောက်ရှိစေဖို့အတွက်မြို့ဦးမင်းတို့ရဲ့တင်မောနဲ့အတူဖြတိရှတော်ဝင်ရေတက်ကတင်မောတစီကလိုက်ပါဆောက်ရှောက်ပေးသွားမှာပါစစ်တရင်များကြောင့်တဝဲစိတ်ကန်းကထူးထူးခြားခြားတိတ်ဆိတ်နေပါတယ်စိတ်ကန်းဆောင်ကင်းတက်ရဲ့ထိတ်မှတလူလူလွင့်နေတဲ့ဒေါန်းလန်ရဲ့တဖြက်ဖြက်အတန်ကိုပင်ကြားနေရတယ် မင်းကျော်သူရင်ဘွဲကရေဝံဦးတာကဝါလက်ဆကွန်ဘတ်ကိုနဘေးရှိထွေးကန်တဲကိုထွေးထုတ်လိုက်ပြီးထိုင်နေရာကမတ်တက်ထားရလိုက်တယ်။ဒဝဲမျိုးဝုံရဲ့တမောကတဖြည်းဖြည်းကန်းနဲ့နီးကပ်လာချိန်ပြီးရေဝံဦးတာနဲ့အတူမျိုးဝုံဤတူတော်သူ ပထမစစ်ကဲမောင်ရာစီတတိယစစ်ကဲမောင်တိုင်တာသရုတ်ထစစ်ကဲမောင်ဝပထမနာဂန်တော်ရွှေအောင်စသောဒဝဲမျိုးအုပ်ချုပ်ရေးအရာရှိများနဲ့စည်ရည်ချင်းများကအသိနေရာယူလိုက်ကြတယ်။ ။သင်္ဘောပေါ်မှာဆင်းလာတဲ့မြို့ဝမင်းကိုအလုံးကဒူးထောက်ပြက်ဝတ်လိုက်ကြတယ်။မြို့ဝမင်းကရေဝံဥဒါကိုကြော်သွားပြီးတူတော်သူစစ်ကဲမောင်ရစီနားမှာမတ်တက်ရလိုက်တယ်။မောင်ရစီမြို့ချင်းနေဘာထူးသေးလဲ။ငင်ဝတ်လျက်ရှိကြောင်းပါမင်းကြီး။အင်းဝါတို့ရန်ကုန်တို့ကနေရောစစ်ကူကိစ္စစာချုပ်တွေပါလာသေးလား။မောင်ရစီကမြည်တိုးမြပြန်မပြောဘလို့ပဲဖြစ်ဖြစ်ဗြိတိရှားတက်တွေလာရင်တော့ငါတို့မှရှိတဲ့အင်အားနဲ့ကုကံရမှာပဲ မမင်းတို့စစ်ကဲတွေနဲ့နာခံတွေလူရင်အားလက်နက်အင်အားအသိရှိကြစေ။ရေဝံဥဒါကဒူးတုံနေရာမှာကောင်းထောင်လာတယ်။လက်နက်အင်အားရောလူရင်အားပါတောင်းတင်းတဲ့ပြည်သူ့ရေတပ်ကိုမနိုင်နိုင်မှန်းသိပါလျက်နဲ့ထိတ်တိုက်တွေးဖို့တွေးတာတော့မိုင်မဲလွတ်မာတယ်မင်းကြီး။ဒုက္ခရောက်เสียရှိရင်တဝယ်မျိုးသူမျိုးသားတွေအကုန်ဒုက္ခရောက်ကြမှာ။မျိုးဝံဥရွှေလောက်ကဥဒါကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။ငါကအင်းဝရွှေနန်းတော်ကအာနာကုံပေးရထားခြင်းခံရတဲ့မျိုးဝံပါ။ ငါဆုံးဖြတ်ချက်ကအတီးပဲဥဒါကမကုမခံပြုံးလိုက်ပါတယ်စစ်မတိုက်ဘူးတဲ့သူတယောက်ပေးတဲ့စည်ရဲအမိန်ကိုတော့ကျွန်တော်မျိုးအယုံကြည်မရှိပါဘူးတဝဲသားတွေရဲ့အသက်ကိုအချင်းဤမဖြစ်စေချင်ပါဥဒါရဲ့စကားကြောင့်မျိုးဝင်ဥရွှေလုံးမှာမျက်စိမျက်နှာပြတ်သွားတယ်ဥရွှေလုံးရဲ့ဖခင်ကလွန်ခဲ့တဲ့နှစ်20ခန်းကဗိမျိုးဝင်ဖြစ်ခဲ့ဘူးတဲ့မင်းကျော်သူရင်ပွဲခံဥရွှေလုံးကငယ်စဉ်ကပင်အင်းဝဘရင်ထံမှာမျိုးပြရရှိဖြစ်နေအမှုထမ်းခဲ့ပြီး တဝဲမျိုးဝံအဖြစ်ရောက်ရှိလာတာက၄နှစ်ပင်မပြည့်သေး။တဝဲဒေတာတွင်ယူရီးယားမြန်မာစစ်ပွဲများတွင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးယူရီးယားအမတ်ချုပ်ဦးမဲကိုလက်ရဖမ်းဆီးပေးနိုင်ခဲ့တဲ့အတွက်ဘရင်ရဲ့မျက်စားချင်းခံခဲ့ရတဲ့တဝဲသားရေဝံဦးတာရဲ့စကားကဥရှေလုံရဲ့အရှိုက်ကိုထိစေတယ်။သို့တော့ဥရှေလုံကခွန်တုံးမပြန်တော့ပဲအန်ကိုတင်းတင်းကျိတ်ပြီးသူ့ကိုလာကြိုးတဲ့ဝေါ်ရင်ဘော်ကိုတက်သွားလေတော့တယ်။မျိုးဝင်အိမ်တော်ရှိရာဘက်မှာစည်ရည်လေးကျင့်တံများညံစီအောင်ထွက်ပေါ်နေတယ် ရုပ်ဝံဥရှိလုံးနဲ့စကဲများကရွှေထီးများကိုစီဆောင်းကကြည့်ရှုနေကြတယ်။ခက်လန်းလန်းတောင်ကုန်းပေါ်တွင်မူမြင်းကိုစီနဲ့လွန်နေရရေဝံဥဒါနဲ့စရုထစကဲတဝဲသားမောင်ဝါတို့ဖြစ်ကြတယ်။မောင်ဝအင်္ဂလိပ်ကတဝဲကိုသိမ့်တဲ့အခါစိတ်အင်အားဘလောက်သုံးမယ်လို့မောင်မင်းထင်လဲ။ဥဒါကမေးလိုက်ခြင်းပဲ။ကျွန်တော်မျိုးမပြောတတ်ပါဘူးဝမင်း။အခုရန်ကုန်လဲကြသွားပြီ။ရန်ကုန်ကိုဝင်တိုက်တဲ့ဘူဂျိုကင်ဘယ်တက်ကို ရန်ကုန်မျိုးဆောင်တပ်ရောနေပြည်တော်ကတပ်တွေပါမခုခံနိုင်ခဲ့ဘူး။မကြခင်တဝဲကိုလည်းအင်္ဂလိပ်ရေတပ်သမော်တွေရောက်လာမှအနည်းနဲ့အမြန်ပဲ။အင်္ဂလိပ်ဟာရန်ကုန်ကိုရထားပြီးဖြစ်တဲ့အတွက်စိတ်တက်ခွန်ဟာအပြည့်လူလက်နဲ့အပြည့်နဲ့တဝဲကိုလာကြလိမ့်မယ်။သူတို့ဟာစစ်တပ်ထက်စစ်တပ်ရဲ့ရိတ်ခါလက်နဲ့အားထားရဖြစ်တဲ့မျိုးတွေကိုအပြောက်တွေနဲ့အရင်ချိန်မုန်းပြကြလိမ့်မယ်။အဲ့ဒီအခါတို့တဝဲရဲ့မျိုးရိုးခံတပ်တွေဟာအင်္ဂလိပ်အမြောက်တံကိုခံနိုင်လိမ့်မယ်လို့မင်းထင်လား။မထင်ပါဘူးမင်း။ ငါတော့ဆုံးဖြတ်ပြီးပြီ။မြို့သူမြို့သားတွေရဲ့အလားအသက်တည်မဲ့အဖြစ်ကိုအဖြစ်မခံနိုင်ဘူး။ဒါဆိုဝမင်းကစစ်တိုက်တယ်ဆိုတဲ့နေရာမှာကိုပြည်သူအသက်သာဆုံးနေကိုရွေးတိုက်ကြရတယ်။အဲ့ဒီအခါစစ်ပရိရဲ့ဆိုတာလိုအပ်တာပဲ။ဒီတော့ဒဝဲမြို့အထိမနာအောင် အင်္ဂလိပ်တွေကိုအယုံသွင်းပြီးမှတိုက်ဖို့ငါစီစဉ်ထားတယ်။ဝမင်းရဲ့အစီအစဉ်ကိုမြို့ဝမင်းကလက်ခံပါမလား။သူတို့ကအင်းဝါသားတွေပါ။နန်းတော်မှာရရှိမဲ့သူကုံတိတ်ခါအတွက်ဒီမျိုးလေးကျင်းမွသွားလဲ သူ့မှုမှာမဟုတ်ဘူးဒီတော့အင်္ဂလိပ်တပ်တွေရောက်လာတာနဲ့သူ့ကိုငါတို့အရင်ဖမ်းရလိမ့်မယ်စစ်ကဲမောင်ဝါကဥဒရဲ့မျက်နှာကိုအလံတရားကြည့်လိုက်တယ်ဟုတ်တယ်သူ့ကိုအင်္ဂလိပ်လက်ကိုအပ်မယ်ပြီးရင်မြို့အထိမနာအောင်အချိုတက်ပြီးအင်္ဂလိပ်တွေနဲ့ငါတို့ပူးပေါင်းဟန်ပြမယ်မကြခင်သူတို့တပ်တွေအထက်ဘက်ကိုဆက်တက်သွားမှဒီမြို့ကိုသူတို့လက်ကနေငါတို့ရအောင်ပြန်ယူမယ်ဝမင်းတကယ်ပြောနေရလားဖေ။မောင်ဝမင်းတဝဲသားမဟုတ်လား။ တဝဲသားဆိုရင်တဝဲမျိုးကိုကာဝဲဖို့အတွက်ငါ့ကိုတစ္ဆာရှိပါခမညာလာမယ့်လာပြင်းနေ့မုတ်တိပြားမှာငါတို့တစ္ဆာပြူဝဲတစ်ခုလျှို့ဝဲလုပ်ကြမယ်မင်းလည်းတဝဲသားပြီပြီငါ့စီတစ္ဆာခံပါတဝဲသားအတော်များများလည်းငါ့စီမှာတစ္ဆာပေးကြလိမ့်မယ်တဝဲမြစ်ဖက်စီမှာစာရနံပါတော်လေးကဥဒရရဲ့ခေါင်းပေါဥဆုံးကိုဖျက်တမ်းတိုက်ခိုက်သွားတော့တယ်1824စက်တင်ဘာလ10ရက်ဘုံမူကြီးမိုင်းဥဆောင်တဲ့တိုက်တင်မော်များ အမြောက်တင်လေကြီးများပါဝင်တဲ့ပြည်သူ့ရှာရေချောင်းချီတက်ကြီးကဒဝဲစိတ်ကန်းနဲ့အနီးဆုံးနေရာကိုရောက်ရှိလာခဲ့ပြီးဖြစ်တယ်။လွန်ခဲ့တဲ့ရှေ့ရက်ကလေးကဒဝဲမျိုးဝါကိုရောက်ရှိနေတဲ့ပြည်သူ့ရှာရေတပ်ကိုမျိုးဝံဥရွှေလုံရဲ့လေတပ်များကခုခံတိုက်ခိုက်ခဲ့ကြတယ်။သို့တော်ညာလက်နက်အင်အားချင်းကကွာခြားလွန်နေတယ်။ဒဝဲစစ်သားတွေရဲ့အလောင်းတွေကရေပြင်ပေါ်မှာဘောလုံးမျောလျက်မျိုးဝံဥရွှေလုံကတရွေ့ရွေ့နီးကပ်လာနေတဲ့ပြည်သူ့ရှာရေတပ်သမောများကိုမှန်ပြောင်းနဲ့ကြီးရှုလိုက်တယ်။မောင်ယာစီ စစ်ကဲတွေရောစစ်ကန်းဆောင်တပ်တွေကိုပါအမိန်ပေးစမ်းမြို့ရိုးတွင်းကနေဝင်ရောက်ခုခံကြမယ်လို့ဥရွှေလုံးကိုယ်တိုင်လည်းဝေါ်ရင်နဲ့မြို့ရိုးတွေကိုပြောင်းဝင်သွားတယ်။အဲဒီနောက်စစ်ကဲများချန်ရံပြီးမြို့ရိုးတတိုင်းပေါ်တက်လိုက်ကြတယ်။ရေဝုန်နဲ့အဖွဲကအမျက်ကိုအစင်းသိမ်းပြထားပြီးပြီလားဒီကောင်တွေတမောကြောက်ချပြီဆိုတာနဲ့ဥရွှေလုံးရဲ့စကားပဲမဆုံးလိုက်ပါစိတ်ကန်းစောက်တက်ရဲ့ဒေါန်လန်နေရာမှာတလွင်လင်းတက်လာနေတဲ့အလံဖြူတစ်စင်းဟေးဒါကဘာလုပ်ကြတာလဲ ဥရှိလုံရဲ့ကြောကုန်းမှာစုကနေခန်းစားလိုက်ရတယ်။တနက်ကင်အဆောင်တက်များကသူ့ကိုဝန်းရံထားလိုက်ခြင်းပဲ။မင်းတို့ဒါဘာလုပ်တာလဲ။တီးခန့်တော်မူပါမင်းကြီး။ဗြိတိရှားတက်တွေဟာကန့်ကတ်တာနဲ့ဒဝယ်မျိုးကိုအမြောက်ကြီးများနဲ့ပြစ်ခတ်ဖျက်ဆီးကြပါလိမ့်မယ်။ကျုပ်တို့ခုခံတက်ခိုက်နေလဲအပေါ်ပါပဲ။ဒီလိုချိန်ဒီမှာမြို့သူမြို့သားတွေနဲ့စစ်သားတွေရဲ့အင်အားကိုအပေါ်မဖြုံးတိစေခြင်းလို့ပါ။စစ်သားများနောက်မှာရက်နေသူကရေဝုန်ဦးတာရေဝုန်ဦးတာရဲ့ဘေးမှာစကဲများဖြစ်တဲ့ မောင်ထောင်ဖို့မောင်တိုင်းတာ မောင်ဝနာဂန်တော်ရွှေမင်းရွှေအောင်စရေးကြီးမောင်လိုစတဲ့မျိုးအုပ်ချုပ်ရေးအဖွဲ့များကိုအစုံကြီးတွေ့လိုက်ရတယ်။မောင်မင်းတို့မောင်မင်းတို့နန်းတော်ကိုတစ္ဆာဖောက်တာပဲ။တီးခန့်တော်မူပါမင်းကြီး။ဘိမ့်မျိုးရောရန်ကုန်မျိုးပါအင်္ဂလိပ်လက်အောက်ကြပြီမို့ကျွန်တော်မျိုးတို့အနေနဲ့တဝဲမျိုးသူမျိုးသားများအထီးခတ်အ ਨੇ ဆုံးနီးကိုရွေးလိုက်ရတာပါ။တစ္ဆာဖောက်တွေတို့အချိန်မှာပဲမောင်ယာစီက ရုတ်တရက်မျိုးရိုးပေါ်တက်လာပြီး လက်ထဲမှာတနတ်နဲ့ပြစ်လိုက်လေတယ်တနတ်ကင်စစ်သေးတူလဲကြသွားတယ်မြို့ရိုးပေါ်မှာရက်နေတဲ့စစ်သေးတူကမောင်ယာစီပေါ်ခုံအုံလိုက်တယ်အခြားစစ်သည်များကလည်းမောင်ယာစီကိုဝိုင်းဖန်လိုက်ကြတယ်ဟေးသူ့ကိုလည်းအသက်မသေးစေနဲ့မြို့ဝန်နဲ့သူ့ဘက်တော်သားအင်းဝါသားတွေကိုအကုန်ချုပ်ထားလိုက်ကြအင်္ဂလိပ်သင်္ဘောများနဲ့ညှိနှိုင်းဖို့လွတ်လိုက်သူနှာကန်တော်ကန်ချလာရဲ့လှေလဲစိတ်ကန်းကိုပြန်လဲရောက်ရှိလာကြပြီ။ရေဝုန်ဥဒါကောင်းဆောင်တဲ့မြို့အုပ်ချုပ်ရေးအဖွဲ့ကစိတ်ကန်းကိုဆင်းသွားတယ် မြို့ဝန်ဥရွှေလောက်စစ်ကဲမောင်ရာစီအခွန်ဝန်မောင်ရွှေဦးအင်းဝမဆဲလွတ်ထားတဲ့အမှုတမ်းများကိုမြို့ဝန်ရုံရှိအချုပ်ခန်းမှာပဲချုပ်နှောင်လိုက်ကြတယ်။ဒဝေမြို့ကိုတင်ပိုက်ပြီးတဲ့နောက်ပုံမူကြီးမိုင်းကရေဝန်ဥဒါကိုပထမတန်းမြို့အုပ်ချုပ်ရေးအရာရှိမြို့ဝန်အဖြစ်ခန့်ခဲ့တယ်။မြို့ဝန်ဥရွှေလောက်ကတော့ကလာကတားထောင်ကိုပို့လိုက်ကြတယ်။ဥဒါရဲ့မြေတားရခန့်ချက်ကြောင့်အခွန်ဝန်မောင်ရွှေဦးကပြက်လဲလွမြောက်လာခဲ့တယ်။မောင်ရာစီကိုတော့သူ့သဘောဆန္ဒအတိုင်းအင်းဝါကိုပြန်ခွင့်ပြုလိုက်တယ်။ အင်းဝနေပြီးတော့ကလည်းဥဒါကိုအမျိုးသားသစ္စာပေါင်းအဖြစ်သတ်မှတ်ပြီးမျက်ွယ်သေးတယ်သတ်မှတ်ခဲ့တယ်။တဝဲကိုသိမ့်ပိုက်ပြီးတဲ့နောက်6လအကြာမှာဘုံမူကြီး Wolf ဦးဆောင်တဲ့တပ်ရင်းနှင်းရင်းကိုသာမျိုးဆောင်တပ်အဖြစ်ထားရှိပြီးဗြိတိရှတပ်များကရန်ကုန်စစ်မြေပြင်ကိုဆက်လက်ချီတက်သွားကြတယ်။ဒီအချိန်လေးကမျိုးဝန်တဲ့ဥဒါအတွက်အချက်ကောင်းဖြစ်လာခဲ့တယ်။သို့တော်လည်းမျိုးဝန်ဥဒါအခွန်ဝန်ဟောင်းမောင်ရွှေဦးစက်ကဲမောင်ဝစီးကြီးမောင်လူတို့ကတဝဲသားများကိုလျှို့ဝှက်စုစည်းထားပြီး အင်္ဂလိပ်တပ်များကိုအလစ်တိုက်ခိုက်ကမြို့ကိုပြန်သိမ်းမဲ့အစီအစဉ်ကပေါက်ကြားသွားခဲ့တယ်။1825ခုနှစ်နှစ်ဦးပိုင်းမှာတော့ဘုံမူဂျီဝူဖ်ကဥဒါနဲ့ပါဝင်သူများကိုအချိန်မီဖမ်းဆီးခဲ့ပြီးကျန်သူများကိုတော့တဝဲမှာပင်အကျဉ်းချထားလိုက်တယ်။ဥဒါနဲ့တာကြီး၃ယောက်ကိုမှအင်္ဂလိပ်အစိုးရကိုကူညီပေးခဲ့ဘူးတာကိုထောက်ထားတဲ့အဖြစ်မိမျိုးကိုပြည်နှံတန်ပေးခဲ့လေတယ်။ဥဒါရဲ့ဇနီးဖြစ်သူနဲ့အငယ်ဆုံးသားကတော့တဝဲမျိုး၌သာနေခဲ့ရတယ်။ ဘိမျိုးမှာရှိနေတဲ့ဥဒါတစုံတစ်ခုပုံကံမှုပြုလျင်အင်္ဂလိပ်ဇိုရအနေနဲ့ဇနီးနဲ့အရွယ်မရောက်သေးတဲ့သားငယ်ကိုတစားကန်အဖြစ်ထားရှိထားခြင်းလည်းဖြစ်ပါတယ်။ရေဝံဥဒါအားနေနေတံပေးပြီး၄နှစ်အကြာ1829ဩဂုတ်လ9ရက်နနက်လင်းအားကြီးအချိန်ဒဝဲမျိုးကိုအုပ်ချုပ်နေတဲ့ကပ္ပတိန်ပါနေကအောက်မြမာပြည်ဝန်ရှင်တော်မင်းကြီးဤဆင့်ခေါ်မှုအရမော်လမြိုင်ကိုရောက်ရှိနေခြင်းဖြစ်တဲ့ကပ္ပတိန်ပါနေနဲ့အတူစိတ်ရင်အားအချို့ပါသွားပြီးဒဝဲမျိုးမှာမျိုးဆောင်တပ်ဖြစ် အင်္ဂလိပ်အရာရှိအနေငယ်နဲ့အိန္ဒိယစစ်ဗာရီတရားခန့်သာကြံရစ်ခဲ့တယ်။တဝဲမျိုးကပြည်မျိုးရိုးနဲ့အတွင်းမျိုးရိုးဆိုပြီးနှစ်ထပ်ရှိတဲ့အနက်လူနေအိမ်များကထိုမျိုးရိုးနှစ်ခုကြားမှာတည်ရှိလေတယ်။အဲ့ဒီနေ့မှန်းမျိုးရိုးနှစ်ခုကြားလူနေအိမ်များစီမှထူးထူးခြားခြားစက်တုံတံများထွက်ပေါ်လာတယ်။တဝဲမျိုးတွင်ရုပ်ပြဝင်ရောက်နေထိုင်ကြတဲ့စစ်တီဟောင်းအချို့ရဲ့အချက်ပေးသံများဖြစ်တယ်။ပြည်မျိုးရိုးမှကင်းဆောင်နေတဲ့စစ်ပါရီတက်စိမ့်နဲ့ အတွင်းမြို့ရိုးမှာကင်းတက်စိတ်တို့ကင်းလဲလဲခြင်းပြုလုပ်နေစဉ်အချိန်ကြိုက်ထွက်ပေါ်လာတဲ့အတံများတိုင်ပေါင်းတံများတနောင်နောင်ပေါ်ထွက်လာပြီးအပြင်မြို့ရိုးဘက်စီမှာတနန့်တံများစတင်ကြရလေတယ်။တဝဲမြို့ရိုးပေါ်ကြော်ပြတ်တက်လာကြတဲ့ရေဝဥဒါကောင်းဆောင်တဲ့တဝဲတော်လိုင်းသမား250ကအင်္ဂလိပ်စစ်တပ်နဲ့အရာရှိများနေထိုင်ရာအတွင်းမြို့ရိုးစီကိုအပြင်ချိတက်သွားကြတယ်။အတွင်းမြို့ရိုးတကားပေါက်အနီးမှာခရိယန်သာသနာပြုဖာသာဘုတ်မင်းရဲ့နေအိမ်ရှိတယ်။သုံးခွဆွတ်တူမီတနတ် ဓာလန်လက်နက်များသာကင်ဆောင်ထားတဲ့တော်လှန်ရေးတပ်သားများကထိုးရင်အနီးမှာရှိတဲ့လက်နက်တိုင်နဲ့အမြောက်ယုံကိုအရင်ဆုံးဦးတည်သွားကြတယ်။အရာရှိတအူဦးစီးတဲ့စစ်ဗာရီတပ်စုကဖာသာဘုတ်မင်းရဲ့အိမ်နဲ့မြို့ရိုကြားနေရာဝင်ယူလိုက်ကြပြီးလက်နက်တိုင်နဲ့အမြောက်ယုံကိုအသေးအတန်ခုခံကာကွယ်ကြတယ်။အင်္ဂလိပ်စစ်တပ်မှလည်းစစ်မြေပြင်သုံးလက်နက်အနေငယ်သာရှိပြီးအမြောက်ပြတ်တပ်သူတအူသာရှိနေတယ်။အမြောက်ပြတ်တဲ့တအူဒီတော့အမြောက်တက်အရာရှိကလည်းငပြာယောဂာနဲ့အိပ်ရတယ်လဲနေတယ် ဒုတ်တာတူမီတနတ်များသာကန့်ဆောင်ထားတဲ့တော်လှန်ရေးတပ်သားများကထိုးချင်းတွေကိုအကောင်းဆုံးဖြစ်အောင်ထိန်းချုပ်လိုက်ကြတယ်။ဥဒရရဲ့ဒုတိယသားဦးစီးတဲ့လူ60ကမြို့အုပ်ချုပ်ရေးအရာရှိနေအိမ်နဲ့တဝဲအကျဉ်တောင်ကိုဝင်စီးကြတယ်။အကျဉ်တောင်မှာရှိနေတဲ့အခွန်ဝန်နဲ့စကဲများကိုကဲထုတ်တယ်။အခြားအရက်ဖက်အကျဉ်သားများကိုလည်းလွှတ်ပြစ်ကြတယ်။ဥဒရရဲ့တတိယသားဦးစီးတဲ့လူ90ကကပတိန်ဘာနေရဲ့အစိုးရအိမ်တော်ကိုဝိုင်းဝန်းပြစ်ခတ်ကြတယ်။အတွင်းမှာတော့ကပတိန်ဘာနေရဲ့မိသားစုနေထိုင်တဲ့အတွက် စစ်ပါရီများကထိုအိမ်ကိုလည်းအသေးအံခုခံထားကြရပြန်တယ်။ဒီချိန်ဒီမှာပဲဥဒရဲ့ပထမသားကြီးကအင်္ဂလိပ်တို့အကြေကျုပ်ထားရှိတဲ့မိခင်နဲ့ညီငယ်ကိုကယ်တင်နိုင်ခဲ့ပြီဖြစ်တယ်။တဝဲမျိုးကန်လူတို့ကလည်းတော်လိုင်းရေးတပ်သားများနဲ့တဖြည်းဖြည်းပူးပေါင်းလာတဲ့အတွက်အင်အား900အထိဖြစ်လာတယ်။အင်္ဂလိပ်စေရာရှိများစစ်ပါရီများအရက်သားဝန်ထမ်းများကမျိုးကိုစွန့်ခွာပြီးတဝဲတင်မောစိတ်ကို ဆုတ်လာခဲ့ကြတယ်။လက်နက်ခဲယံများကိုလည်းနိုင်တဲ့လောက်တည်ယူခဲ့ကြတယ်။ တင်မောစိမ့်မှာရှိတဲ့ကိုရောင်ကြီးတလုံးအတွင်ဝင်ရောက်ပြီးခုခံကာကွယ်ရန်ပြင်ဆင်ကြတယ်။အဲဒီကိုရောင်ကြီးမှာမကြသေးမီကမှဗိမာပို့လိုက်တဲ့ရိတ်ခါများရန်မုံနဲ့ကြီးစံများလည်းအလုံးလောက်ရှိနေကြတယ်။အင်္ဂလိပ်လူမျိုးတစ်ချက်နှုတ်ကလေတစည်းနဲ့ဗိမျိုးကိုစစ်ကူတောင်းဖို့ထွက်ခွာသွားကြတယ်။ဥဒရဲ့တော်လှန်ရေးတပ်သားများကထိုကိုရောင်ကြီးကို၅ရက်တိုင်တိုင်ဝန်းရံတိုက်ခိုက်ကြတယ်။ဂိုက်ရှိရတာပြေးတဲ့တဝဲသားတို့ရဲ့တူမီတနတ်များကဂိုက်1500အထိပြေးတဲ့အင်္ဂလိပ်တပ်များရဲ့တက်တလီရိုင်ဖယ်များကို ရေရှည်မှာတော့ရှင်းဖို့မလွယ်ကူခဲ့ပါထို့အပြင်ကိုရောင်အတွင်စားနပ်ရိက္ခာနဲ့ကြီးအလုံးလောက်ရှိနေတဲ့အတွက်အတွေ့အကြုံရှိစစ်ပါရီများကိုထိုးဖောက်ဖို့ကပုံမခက်ခဲလာတယ်နောက်ဆုံးမှာတော့တော်လိုင်းတပ်သားများကကိုရောင်ကြီးအနီးမှာရှိတဲ့အိမ်များတင်မောစိတ်ရှိလေများတင်မောများကိုမီးတင်ရှို့ကြတော့တယ်မိကတဖြည်းဖြည်းနဲ့အင်္ဂလိပ်စစ်တပ်များကိုအောင်းနေတဲ့ကိုရောင်ကြီးစီကိုကူးဆက်လာလေတဲ့ရဲများတူလောင်ထားတဲ့အတွက်မိကူရာနဲ့အလုံးမှာမိလောင်တိုက်သွင်းထားတဲ့ကဲတို့တည်ရတော့မယ် ဒေါ်လာရေးတပ်သားများကအမြောက်ကိုတောင်ကိုလည်းရရှိသွားပြီဖြစ်တဲ့အတွက်အမြောက်များနဲ့ပြစ်ခတ်ကြလေတယ်။တဝဲစိတ်ကန်းတဲ့နိုင်ငံသားအရာရှိရက်ွက်ကမိဟုံဟုံတောင်းနေချေပြီ။တွယ်ချိန်မှာပဲမိုးကသစ္စာဖောက်လေတယ်။ဝေါကနဲ့တဲတဲမဲမဲရွာချလိုက်တဲ့မိုးကမိတော့မိလျှံများကိုငိမ့်သွားစေတယ်။ကိုတောင်တွဲမှာရှိတဲ့အင်္ဂလိပ်စစ်တပ်များကစိတ်ဓာတ်အားပြန်လဲတက်လာပြီးပြစ်အားပို့ကောင်းလာခဲ့ကြတယ်။အဲဒီချိန်မှာပဲကပ္ပတိန်ဘာနေရဲ့တိုက်တဲမောဒိုင်ယာနာကမော်လမြိုင်မှဒဝဲစိတ်ကန်းကိုပြန်ဝင်လာခဲ့တယ်။ ဒိုင်နာစစ်သည်မောပေါ်မှာအမြောင်များဖြင့်ပြစ်ခတ်မှုကြောင့်ဒေါ်လာရေးတပ်ဖွဲ့များကစိတ်ကမ်းမှဆုတ်ခွာသွားကြရတယ်။ကိုရောင်တွဲမှမိသားစုဝင်များအရက်ဖက်ဝန်ထမ်းများကိုတင်မောပေါ်ကိုခေါ်ထုတ်ပြီးတဲ့နောက်မော်လမြိုင်ကိုစစ်ကူတောင်းမှုတင်မောကပြန်လည်ထွက်ခွာသွားတယ်။ကပ္တိန်ဘာနေနဲ့အတူပါသွားတဲ့တပ်စိတ်များလည်းရောက်ရှိလာပြီးဖြစ်တဲ့အတွက်အင်္ဂလိပ်စစ်တပ်ကပုံမအကောင်းလာခဲ့တယ်။မြမဒေါ်လာရေးတပ်များကလည်းတင်းစီရမိတဲ့အမြောက်ကြီးများနဲ့စိတ်ကမ်းတလျှောက်ပြစ်ခတ်နေခဲ့တယ်။ သို့တော်လည်းလက်နက်ကင်တွေရာမှာမကျွမ်းကျင်မှုတို့ကြောင့်ထိရောက်ခြင်းမရှိခဲ့ပါ1829ဩဂုတ်လ15ရက်မှာတော့အခြေအနေကတမျိုးပြောင်းသွားလေတယ်ကပတိန်ဘာနီရဲ့ဦးဆောင်မှုနဲ့အင်္ဂလိပ်စစ်တပ်များကခန်းစစ်စခန်းဖြစ်တဲ့ကိုရောင်ကြီးထဲမှာတိတ်တဆိတ်ထွက်ပြီးဒဝဲမြို့တွင်ပြောင်းဝင်လာကြတယ်ကပတိန်ဘာနီနဲ့အတူစစ်မြေပြင်အတွေ့အကြုံကြွေးဝါတဲ့အင်္ဂလိပ်အရာရှိများစစ်သားများပါဝင်နေတဲ့အတွက်တိုက်ပွဲမှာတော်လှန်ရေးသမားများတဖြည်းဖြည်းအေးနိုင်လာကြတယ်တော်လှန်ရေးတပ်တို့ရဲ့ မလိုအပ်ပဲခရံဖြုံတိမှုကိုရိမ့်မိတဲ့ကပတိန်ဘာနေကစစ်မြူချင်းဖြင့်သာအယောင်ပြလှည့်စားနေခဲ့တယ်။ခရံမိကြောင့်များကုန်ခန်းလူနီးပြီးကို ခံမှန်းမိတာနဲ့အင်္ဂလိပ်စစ်တပ်များကကြီအားနဲ့ဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အခါတော်လန်ရေးတပ်တို့ကမြို့ကိုပြန်လည်ဆုံးခွာကြရတယ်။ထို့အချိန်မှာပဲမော်လမြိုင်နဲ့ဗိတ်တို့မှစစ်ကူများရောက်ရှိလာတဲ့အတွက်တော်လန်ရေးတပ်သားများမှညှက်ပူးညှက်ပိတ်ဝင်ရခြင်းခံရတော့တယ်။နောက်ဆုံးမှာတော့ပုံကံမှုကိုဥဆောင်သူဥဒါနဲ့တာသုံးဦး ခေါင်းဆောင်အဖြစ်ပါဝင်သူ30ကျော်ကိုအင်္ဂလိပ်အစိုးရကဖမ်းဆီးနိုင်ခဲ့လေတယ်။အင်္ဂလိပ်စစ်ကုံရုံးကဥဒါနဲ့သားများခေါင်းဆောင်30ကျော်ကိုတည်တန်းစီရင်လိုက်တယ်။ဥဒါရဲ့ဇနီးဖြစ်သူနဲ့သရုတ်ထသားတို့မှမူမြည်သည့်နေရာသို့ရောက်သွားသည့်ကိုမသိရ။ပျောက်ချင်းမလားပျောက်ွယ်သွားလေတော့တယ်။ခက်စော်အခုဖပြခဲ့တာကတော့ဆရာခက်စော်ရေးသားထားတဲ့ဥဒါသို့မဟုတ်တစ္ဆပေါက်တစိမ့်အောင်မှဘေဟီလီတော်လိုင်းသမားဆိုတဲ့ဝိတုတိုလေးပဲဖြစ်ပါရဲ့ရှင်။ တို့တာရတစာပေများကိုအပတ်စဉ်တစ်ပတ်မှဖြစ်လို့ Audio Box Channel လေးကိုလည်း Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့เนาะ Audio Book လေးတွေနားထောင်ရင်ပေါ်ဝအမောတွေပြပြပြီးတာယာတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်